မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ဘိုလ်ချုပ်တွေကြောင့်တမိုင်းတကြော့ပြန်လည်လာတဲ့အိုင်ယန်လိုအေးအေးမှုဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်လွန်ခဲ့တဲ့25နှစ်ကအာနာရှင်ဘိုလ်ချုပ်မူကြီးဟောင်းတန်းရွှေအုပ်ချုပ်တဲ့မြန်မာနိုင်ငံအပေါ်အပြည်ပြည်ဆိုင်ရာအလုံတမားဖွဲ့ချုပ်အိုင်ယန်လိုရဲ့ဖွဲ့စည်းပုံဥပဒေပုံမှန်33ရအေးအေးခြင်းကစစ်ကောင်စီလက်ထက်မှာတမိုင်းတကြော့ပြန်လည်လာခဲ့ပါတယ်1988ခုနှစ်အာနာသိမ့်ဘိုလ်ချုပ်ကြီးများကတောင်သူနယ်တမားအလုံတမားများနဲ့ပြည်သူလူထုတရက်လုံးကိုတဲ့အိမ်တစ်ယောက်လုံးအားပေးစေခိုင်ခြင်း ပါဝင်အမျိုးမျိုးသောအဓမ္မခိုင်းစင်မှုတွေကြောင့်၂000ပြည်နှစ်2014ရဲ့မှာအိုင်ယန်လူကမြန်မာနိုင်ငံကိုပထမဦးဆုံးချိန်ပိတ်ဆို့ရေးယူခဲ့ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလရက်မှာ NND ဦးဆောင်တဲ့အရသာအစိုးရကိုဖြုတ်ချကအာနာသိမ်းခဲ့တဲ့အာနာရှင်လက်သေးပိုးချုပ်မူကြီးမြောင်းလိုင်းလက်ထက်မှာမေလ9ရက်နေ့မှာအိုင်ယန်လူကမြန်မာကိုဒုတိယချိန်ရေးယူခြင်းဖြစ်ပါတယ်။အိုင်ယန်လူရေးယူမှုမှာစက်ကောင်စီအထင်အားစီမဲ့ဝင်ငွေရလမ်းပိတ်ဆို့ရေးလက်နက်နဲ့လင်းရင်စီဖြတ်တောက်ရီတို့ပါဝင်ပါတယ်။ဝင်ငွေနဲ့အလုပ်သမားတွေလည်းထိမှာဖြစ်ပါတယ်။ ကျန်းခိုင်ပါတီရဲ့လက်ရှိထိပ်တီးကောင်းဆောင်တန်ဦးလည်းဖြစ်ဦးသိန်းစိန်ဆိုရလက်ထက်အလို့သမားဝင်ကြီးလည်းဖြစ်ခဲ့သူဦးမောင်မြင့်ကမင်းကင်းမောင်မြင့်ကနိုင်ငံတကာအတိုင်းဝန်ဖိတ်ခြင်းခံထားတဲ့စစ်ကောင်စီကအိုင်ယလိုညီလာခံမှာတန်တမန်ကြီးအတိမတ်ပြုမခံရလို့ကြီးမစွာဆုံးရှုံးနေကြောင်းအခုအရေးယူမှုမှာပေါ်ပေါ်တန်တန်မဟုတ်ကြောင်းပြောဆိုပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကော့ဂရိတ်အင်ဂျင်လန်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှတိုက်စုံမှုများပြားတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကြုံတိုးမြို့နယ်ကော့ဂရိတ်အင်ဂျင်လန်ဘက်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်သား20ကျော်တိုက်စုံထားကြောင်းတော်လိုင်းသတင်းရင်းမြစ် တွေကပြောပါတယ်ဇွန်လ18ရက်မနက်9နာရီချိန်မှစတင်ပြီးကြုံတုံးမြို့နယ်ခုနှစ်တိုင်းရှိဘူးပိုင်ရမုံဝအနီးနဲ့အင်းကြီးရွာဘတ်တို့မှာတိုက်ပွဲပြင်းထန်ခဲ့ရာမနက်9:00နာရီချိန်ထိတိုက်ပွဲပြင်းထန်နေစဉ်ဖြစ်ပြီးစစ်သား20ကျော်တိဆောင်ပြီးတိုက်ပွဲဖြစ်ပွားရာနေရာကိုကြုံတုံးဘက်မှလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ခုနှစ်တိုင်းဘက်ကဒီမနက်စကားစ20လောက်ကျော်ကြတယ်။ ကိုဘက်ကတော့လုံလောဆယ်မရှိသေးဘူးပြောတယ်မနက်7:00နာရီလောက်မှာကြုံတိုးစကားစတက်ကနေကွန်ကရစ်လမ်းပိုင်း9တိုင်ဘက်ကိုအင်အား60ဦးရေခဲယံကာတစည်းထပ်ပို့တယ်လို့တော်လိုင်းသတင်းရင်းမြစ်တွေကပြောကြားခဲ့ပါတယ်။ဒါအပြင်ဒီကနေ့ဇွန်လ18ရက်နေ့မနက်7:45မိနစ်ချိန်စကားကစနေနဲ့တော်လိုင်းတပ်ဖွဲ့များကြားဟောင်းဝင်စာလက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေလည်းရှိကြောင်းသိရပါတယ်။အလားတူဇွန်လ18ရက်ည9:00နာရီကမှည17:00နာရီကတည်းကကြုံတိုးမြို့အခြေဆိုင်စစ်တပ်နှစ်တပ်နဲ့ဂျိုင်းတရာအခြေဆိုင်စစ်ကောင်စီတပ်တို့မှလက်နက် က်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်မှုတွေရှိခဲ့ကြောင်းရခုရက်ပိုင်းတွင်စစ်ကောင်စီတပ်ကကော့ဂရိတ်အင်ဂျီလန်ပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ဒိုးစစ်စင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်မှာ KNL ဦးဆောင်တဲ့တော်လိုင်းတပ်တွေကစစ်ကောင်စီတပ်စခန်းတွေကိုတောက်လျှောက်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။နောက်ထပ်တပုတ်အနည်းမွန်ပြည်နယ်ကစစ်မှုနဲ့ပတ်စင်ဆက်လီမှာလိုင်စင်မဲ့ရှင်စီးနှင်းမှုကြောင့်ဖမ်းဆီးခံရသူတွေပါဝင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်မှာစစ်ကောင်စီဖွင့်လှစ်တဲ့စစ်မှုရန်တင်တဲ့ပတ်စင်ဆက်လီအတွက်လူသစ်စုဆောင်ခံရသူတွေရဲ့မှာတရားမဝင်လိုင်စင်မဲ့ရှင်စီးနှင်းမှုကြောင့်ဖမ်းဆီးခံရသူတွေပါဝင်နေလို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီကစစ်မှုရန်တင်တဲ့အပတ်စင်ဆက်လီကိုသူတို့ထိန်းချုပ်ထားတဲ့တိုင်းစစ်ဌာနချုပ်အသီးသီးမှာ ဇွန်လ16ရက်နေ့ကတင်နန်းစတင်ဖွင့်လှစ်ပြီးလို့ဝါရဖြန့်သတင်းဒီမှာဖော်ပြပါရယ်စစ်ကောင်စီကစစ်မှုထမ်းတင်နန်းမဖွင့်ပြီးလိုင်စင်မဲ့ရှင်တွေကိုပြီးခဲ့တဲ့မေလနောက်ဆုံးပတ်လောက်ကစတင်ဖမ်းဆီးပြီးရဲ့နောက်ဖမ်းဆီးရမည့်ဒေသခံတွေကလူငယ်တွေကိုစစ်မှုထမ်းတပ်သားတွေစုဆောင်မှုတွေလှုပ်ဆောင်ခဲ့တာပါအမည်မဖော်လိုတဲ့မွန်ပြည်နယ်ဒေသခံတအုပ်ကတော့လိုင်စင်မဲ့ရင်ဖမ်းဆီးရမည့်ဖြစ်စဉ်အချို့မှာနေအိမ်ကငွေကြေးမလိုက်နိုင်သူတွေနဲ့မတိနားမလဲသူတွေစစ်မှုထမ်းတပ်သားစုဆောင်ခံလိုက်ရတယ်လို့ပြောပါရယ်စစ်မှုထမ်းစုဆောင်ခံရသူတွေက လိုင်စင်မဲ့ရှင်ဖမ်းမိပြီးအိမ်ကလာမလိုက်တဲ့ဥစ္စာတွေပတ်စံမလိုက်နိုင်တဲ့သူတွေတက်ကိုခေါ်သွားတဲ့ထောင်ကြခံမလားတက်ထဲမှာလုံမလားဥပဒေနဲ့တရားစွဲခံမလားဒီထဲဝင်တော့တိုက်ပွဲသွားစရာမလိုဒီမှာပဲကိုမျိုးကိုရွာမှာပြန်လုံရမှာပေါ့အဲ့ဒီလိုစင်ယုံချင်းချောက်တယ်လို့ဆိုပါတယ်လိုင်စင်မဲ့ရှင်စီနင်းမှုကြောင့်ဖမ်းဆီးခံရကစစ်သားစုဆောင်ခံရသူအများစုကထောင်ကြမှာဆိုတဲ့ကြောက်စိတ်ကြောင့်သာစစ်တဲဝင်ရောက်ခဲ့ကြတာဖြစ်ပြီးဘာမှသိရှိနားလည်တာမရှိကြဘူးလို့သူကဆက်ပြောပါတယ် အမည်မဖော်လိုတဲ့မွန်ပြည်နယ်ဒေသခံနောက်တောင်းကလည်းစစ်ကောင်စီကလိုင်စင်မဲ့ရှင်ဖမ်းဆီးမိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့နေရဆောင်မှာဖမ်းဆီးနေပြီးဖမ်းဆီးရမိပါကလိုင်စင်မဲ့ရှင်ကိုတိုင်းနေပြင်လူကိုပါစစ်သားစုဆောင်မှုရှိနေတယ်လို့ပြောပါတယ်။ လိုင်စင်မဲ့ရင်တွေရှိနေဆိုရင်တော့နေရာဆုံးမှာဖမ်းနေတချို့ကအဖွဲဆောင်နဲ့ဖမ်းတာမဟုတ်ဘူးတခါတလေကြရင်စကန်းရှင်မာကိုဖျက်သွားလို့ရှိရင်တားလာတော့ဘာလို့နေပေါ့တခါတလေကြရင်သူတို့ကားနဲ့လှည့်ရင်းနဲ့လည်းတကယ်လို့ကိုယ်ဆိုင်ကယ်ကလိုင်စင်မဲ့ဆိုလို့ရှိရင်သူတို့ဖမ်းလိုက်တယ်ရွာထဲမှာဆိုရင်လည်းရွာထဲမှာဖမ်းတယ်လူရောဆိုင်ကယ်ရောမိလို့ရှိရင်တော့လူမှာဖျောက်ဖြစ်တယ်လို့ဆိုပါတယ်လိုင်စင်မဲ့ရှင်စီးနေလို့ဖမ်းဆီးရမိပါကတချို့တွေငွေကြေးအဆမတန်ပေးပြီးပြန်လည်လွမြောက်လာတာရှိသလိုတချို့တွေကတော့ထောင်ချခံရတာမျိုးရှိပြီးတချို့တွေအနေနဲ့ပျောက်ဆုံးသွားတာရှိပေမဲ့ဘယ်ကွန်ရောက်ရှိသွားလဲဆိုတာ မသိရသေးဘူးလို့သူကဆက်ပြောပါတယ်။တစ်ဖက်မှာစစ်ကောင်စီကလိုင်စင်မဲ့ကားဆိုင်ကဲအပြင်ဘေးတွဲရှင်တွေကိုစီမံချက်နဲ့အကြီးအကျယ်မျိုးဝင်မျိုးထွက်တွေရှင်သွာလာမှုများနေတဲ့နေရာတွေမထင်မှတ်တဲ့နေရာတွေအပြင်တရင်ရလို့ဆိုပြီးနေအိမ်တွေထိလိုက်လံဖမ်းဆီးနေတာပါ။လိုင်စင်မဲ့ရှင်တွေကိုဖမ်းဆီးမှုကနေစစ်ကောင်စီလောက်ခံဌာနဆိုင်ရာတွေကတရားမဝင်ဝင်ငွေရလမ်းတွေရှိနေတယ်လို့တစ်ဖက်မှာလည်းလားစင်ဖွင့်လှစ်နေတဲ့စစ်မှုထမ်းတန်တန်းအတွက်တပ်သားသစ်တွေရရှိနေတာဖြစ်တယ်လို့ဒေသခံတွေကပြောကြားပါတယ်။တရင်ဌာနကပြုစုထားတဲ့အချက်အလက်တွေရမွန်ပြည်နယ်မှာစစ်ကောင်စီကဖွင့်လှစ်နေတဲ့ ဲ့ပြည်သူစစ်မှုရေးပတ်စင်တက်ကနေပတ်စင်73တင်းစစ်သားစုဆောင်ခံရသူပေါင်း2200ကျော်ထိရှိလာခဲ့တယ်လို့ဆိုပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့ဖန်အန်ထောင်မှထောင်ဝင်စားပါဆိုင်ပို့ဖို့သူတချို့ဖန်စည်းငွေညှိခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ဖန်အန်ကျင်းထောင်မှအကျဉ်းသားတွေအတွက်ထောင်ဝင်စားပါဆိုင်ပစ္စည်းပို့ဆောင်သူတချို့ဖန်စည်းငွေညှိခံနေရတယ်လို့ထောင်ဝင်တန်းတွေနဲ့နှိစက်တဲ့သူတွေကပြောပါတယ်။ထောင်အာဏာပိုင်တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကထောင်ဝင်ပါဆိုင်ပစ္စည်းတွေမှာကန့်သက်ပစ္စည်းပါဝင်တာ၊မွေးရည်စေဝါတွေရှိနေဆိုတဲ့ဆက်ဆွဲချက်နဲ့ဖန်စည်းငွေညှိမှုတွေလှုံ့ဆော်နေရပါ့။ဒီလိုငွေညှိခံရတဲ့သူတွေထဲမှာမိသားစုတွေပါဝင်တဆင့်ကန်ပါဆိုင်ပစ္စည်းပို့ဆောင်ပေးတဲ့ဆိုင်ကယ်ကယ်ရီသမားတွေလည်းပါဝင်နေ ရလို့ဆိုပါတယ်။ဖန်ဆင်းငွေညစ်ခံရတဲ့သူတွေကိုတော့ထောင်အာဏာပိုင်တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကငွေကြက်သိန်းခန်းကနေသိန်း၁၀နဲ့ချီတောင်းခံတာတွေရှိနေလို့ထောင်ဝင်တန်းတွေနဲ့နှိစက်တဲ့သူတွေကပြောပါတယ်။တစ်ဖက်မှာတော့စစ်ကောင်စီရဲ့ထောင်ဝင်တန်းတွေကအကျဉ်းသားမိသားစုဝင်တွေရဲ့အဲ့တွေ့ခွင့်အပါအဝင်ပါဆယ်ပစ္စည်းပေးပို့မှုကအစားငွေကြေးတောင်းခံတာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။နိုင်ငံရေးအကျဉ်းသားကုညီဆောင်ဆောင်ရဲ့အတင်း AAPP ရဲ့အချက်လက်တွေအရစစ်ကောင်စီရဲ့အာဏာသိမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမတရားဖန်ဆင်းခံရသူ2900ကျော်ရှိနေပြီးအဲ့ဒီထဲမှာ2000ကျော်ဟာဆက်လက် ချိန်သင်ခံထားပါရယ်။နောက်ထပ်တပုတ်အနေနဲ့ပေါင်းတီမျိုးနဲ့မှာရက်သားတွေကိုလူသားတိုင်းလုံလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်မှုမှာစစ်သားလေးဦးသေဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပေါင်းတီမျိုးနဲ့မှာရက်သားပြည်သူတွေကိုလူသားတိုင်းချင်းဖမ်းဆီးလာတဲ့အင်အားတင်ရပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခင်ရစစ်သားလေးဦးသေဆုံးသွားတယ်လို့ပြည်သူ့ကာကွယ်တမတော်အမတ်3601တန်ရင်တာဝန်ရှိသူကပြောပါတယ်။ပေါင်းတီမျိုးနဲ့တစ်ပုတ်အုပ်စုနှစ်တိုးရွာနဲ့နွေးတောင်ရွာအကြား ရုပ်ဆိုင်ရွာကပြည်သူတွေကိုဖမ်းပြီးလူသားတစ်တိုင်းဖြင့်အုံပြုထွက်ခွာလာတဲ့အင်အားတင်ရပါစစ်တပ်စစ်ကြောင်းကိုဇွန်လ16ရက်နေ့မနက်09:50ကနေနေ့လယ်2:15မိနစ်အချိန်ထိတိုက်ခိုက်ခဲ့ရာစစ်သား၄ဦးသေဆုံးပြီး၃ဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။ စစ်ကောင်စီစစ်ကြောင်းကတင်ဆောင်သွားသူတွေကိုနှစ်တိုးရွာနဲ့နှွေးတောင်ချင်းရွာမှာရှိတဲ့ပြည်သူပိုင်အိမ်တွေနဲ့ထည့်ပြီးနေအိမ်တွေထဲကိုပါမိရှုသွားခဲ့ပြီးပေါက်ခေါင်းမျိုးဘက်ကိုထွက်ခွာသွားတယ်လို့အတည်ပြုပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဖြူဟာ21ကိုကဲမှုအောင်မှာရှိတဲ့3600တက်တန်ရင်စနိုက်ပါဖွဲ့တန်ရင်ကရဲဘော်တွေကြဖျက်တိုက်ခိုက်ရတာဖြစ်ပြီးစစ်တပ်ဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပြစ်ခတ်တာရှိပေမဲ့ပြည်သူကာကွယ်ရဲဘော်တွေထိခိုက်မှုမရှိဘူးလို့သိရကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။